Hello ကျမဒီနေ့ခနဲဟင်းချက်စာမယ်ဘောနော်ဒီနေ့ကျမဈေးမဈေးသွားရင်လည်းခနဲလည်းလက်ဆက်ဆက်လေးတွေရလာလို့ခနဲဟင်းလည်းမချက်စာရတာကြာပြီဆိုတော့ချက်စာမယ်ဘောနော်ကျမဘလို့ချက်လဲဆိုတော့ကျမရဲ့ချက်နေလေးကိုလာပြီးပြပြပေးရပါအရင်ဆုံးကနန်းကိုက်မယ်ဗောနောကနန်းမမလို့အတဲဆားလို့မရတဲ့ဟာတွေဖဲထုတ်ပြီးတော့တတိယလေးဆေးကြောပြီးတော့ထားမယ်ဗောနော ဒီနေရလာတဲ့ကနန်းတွေရလေးဒါအားလက်ဆက်တယ်နော်ပြုစင်အသားတွေရလည်းအပြည့်ပဲကနန်းလက်မတွေလေးပဲထူတာပြပါမယ်ကနန်းလက်မတွေကကိုက်လို့စားလို့ရတဲ့အနေထားမဟုတ်ဘူးနော်တအားမှတော့ကနန်းဟင်းတွေမှာထဲဖို့ဒီမှာဆိုကျွန်မကငုတ်တီပွားအမတ်လုံးနဲ့အနည်းကလုံးသုံးလာပါတယ်ပြီးရင်တော့ချစ်သွင်းလေးကလုံးသုံးလာပါတယ် အနက်မမွေးလေးနဲ့စားချင်လို့ကျမကဒီမှာတရုတ်နဲ့နဲ့တပင်နှစ်ပင်ကိုလည်းသုံးထားရပါဘောနော်ပြီးရင်တော့ဟင်းအနည်းလေးရဖို့ကျမချက်ဥလေးနှလုံးသုံးထားပါတယ်ကနေဟိလေးစားချက်ဖို့ကျမစီတမ်းပါမယ်ဒီမှာကျမချက်ကွန်ပျူတာလုံးမဲ့တုံးထားပါတယ်ပြီးရင်တော့အရောင်တင်မှုအနေနဲ့ထည့်ထားပါတယ် ပြီးရင်ဆောနာကလိရတဲ့အတူရုပ်လေးကိုထည့်ပါမယ်။အဲ့ဒါတော့ကကျွန်မကဒီမှာချူမုတ်စာပင်ငံပြိုင်အကြီးရဲ့ပြီးရင်တော့တခြားနင်းကိုထည့်ထားပါရစေ။အဲ့မမွေးလေးစားချင်လို့ကျွန်မကမဆက်လာထုတ်ထက်ထဲပါတယ်

ခဏလေးကြက်ပြီးဆိုမှဟင်းအိုးချကနေကျမတို့ဆောနာကခလောက်ရတဲ့ကြက်ဥလေးကိုထည့်ပါမယ်ဒီလောက်အနေထားဆိုစားလို့ရရောနော်ခဏဟင်းရတယ်အရန်အကြိုက်ချက်စရာမလိုဘောနော် ဒါဆိုရင်တော့စားလို့ရပြီလို့အညာလည်းအရင်မမှုလေးနဲ့